င်းနဲ့ပြောမစင်ကျွန်တော်နောက်ဆုံးလာကဏီမှာအချစ်ဒီငွေချင်းနဲ့ပတ်သက်ဆက်နွယ်မှုမရှိစေရဆိုတဲ့ရုပ်တံဇလံတွေကျွန်တော်ရိုက်ခဲ့ပါတယ်မြင်းမြတ်နန်းစုဒီဆိုချူလေးအဲ့အဲ့ဇလံတွေမှာပထမနန်းစုနေရကမြင်းမြတ်နဲ့အိမ်တော်ကြီးဖောက်ပြန်တဲ့မင်းသမီးပါဒါမဲ့ကျွန်တော်မင်းသမီးမြင်းမြတ်ကချိန်ခံတဲ့အတွက်ကြောင့်ဆက်မရိုက်ဖြစ်ပဲနဲ့အဲ့ဒီနေရကိုနန်းစုဒီဆိုနဲ့အစားအသောက်ကျွန်တော်ရိုက်ခဲ့တယ် ဒီနေရာမှာနတ်စုပေါ်မှာသုံးသပ်ပြမယ်ဆိုရင်နတ်စုသည်တကယ်ကိုစိတ်နေသဘောသာပြည့်ဝသောမင်းကလေးပါအမှုပညာအပေါ်မှာတလေးတစားရှိတယ်အချိန်ကိုလေးစားတယ် director အပေါ်မှာ respect ရှိတယ်ဒါကျွန်တော်အမှုပညာလောကနဲ့ပတ်သက်ပြီးသုံးသပ်ချက်ပေါ့နော်အဲ့ဒီကားမှာအဲ့ဇလန်းတွေမှာနတ်စုအရန်ကိုစူးစမ်းတယ်ကျွန်တော်ကမှစိတ်ထဲမှာငါအတွက်ကောင်းမှုများဖြစ်လာတာပေါ့ မင်းမြညင်းလိုက်တဲ့မင်းသမီးထက်ပို့ပြီးတရုပ်ဆောင်မှုဒီနန်းစုပို့ပြီးကျွန်တော်ပို့ပြီးတော့သဘောကျပါတယ်ဆိုအဲ့ဒီကားမှာတိုက်တိုက်ဆိုင်ဆိုင်လွှမ်းပိုင်နေနန်းစုနဲ့ချစ်သူတွေဖြစ်နေကြပါပြီသူတို့ချင်းလည်းအယံကိုချစ်ကြပါတယ်ဒါကျွန်တော်အမြင်ပါနော် BI နဲ့စင်းတော့ကျွန်တော်မသိဘူးကျွန်တော်အမြင်မှာ shooting မှာနန်းစုရဲ့ shooting ရိုက်ကွင်းတိုင်းကိုလွှမ်းပိုင်လာတယ်ထမင်းကအစလွှမ်းပိုင်ခွန်ကျွေးပါတယ်နန်းစုရဲ့ဖုန်းထဲမှာသူချစ်သူနေရောင် ဓာတ်ပုံလေးတွေရှိပါတယ်ညနေ shooting ပြီးတိုင်းလည်းလောက်ပိုင်းလာကြပါတ